အောင်ခံရဲ့နားကားသွားမယ်ဆိုတဲ့ဇာတ်ကတကယ်ဒီဖြစ်ကုန်ကြပြီပေါ့နော်အခုတကယ်ဒီဖြစ်ကုန်ကြပြီပေါ့အဲညတော်ကကျွန်တော်တို့ဒီ DVV ကလည်းတင်ထားတယ်ဟာတာလူရှင်တော့ဒါကိုအောင်တော်တို့ကလည်းတင်ထားတယ်ကျွန်တော်ကပထမမဟုတ်ပါစေနဲ့လို့တော့ဆုတောင်းတယ်အဲကျွန်တော်တို့ဒရိုက်တာမိုက်တီရဲ့နောက်ပြီးတော့ကျွန်တော်တို့မင်းသားလည်းတရုတ်ဆောင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဇက်ပိုးဇက်ရန်ကလည်းတရုတ်ဆောင်တဲ့အဲကိုကျော်ဝင်းထွေရဲ့နောက်ပြီးတော့အားလုံးသိကြတဲ့အတိုင်းအုံတိုင်း လူရှင်တော်အုံတိုင်းပေါ့အစတော့ကတော့တွက်လက်တွေနဲ့တွဲပြီးတော့ဟာသာဇက်လန်တွေရိုက်နေတဲ့အုံတိုင်းကိုဒါကျွန်တော်စစ်ကောင်စီကနေပြီးတော့ဖမ်းဆီးထိန်းသိမ်းသွားတယ်။ဘာဖြစ်လို့လဲဆိုတော့အောက်မှာကျွန်တော်စာပြထားတဲ့အတိုင်းပဲပေါ့နော်။သူတို့သုံးဦးကပထမတည်းစစ်တပ်ကိုမထောက်ခံဘူး။နောက်ပြီးတော့ဒီစစ်တပ်အဲကျွန်တော်တို့ policy ကားရိုက်တဲ့တရုတ်ဆောင်တွေနေတိုးတို့မြင့်မြတ်တို့နေဝင်းတို့ချူးလေးတို့ပေါ့နော်။အဲသူတို့ကိုပြောမယ်ဆိုလို့ရှိရင် ထိခိုက်အောင်ဝေဖန်ရေးသားတယ်ဆိုပြီးတော့ ဒါ Facebook စာမျက်နှာပေါ်ကနေ social media ပေါ်ကနေပြီးတော့ရေးသားတယ်ဆိုပြီးတော့ကျွန်တော်တို့ဒါပြောမဆိုရင်ရွေးကောက်ပွဲကိုဖျက်ဆီးရဲဆိုပြီးတော့ဒါဖန်ဆီးသွားတာဖြစ်ပါတယ်ဒီမှာအမြင်လဲစိတ်မကောင်းဖြစ်ရတယ်ဗျာနော်ကြည့်ရတာသူတို့တွေပြောတော့တာပါဇက်ကပြောတော့တာတရားများတာတဲ့ရွေးကောက်ပွဲတို့ဒါအလှည့်အပြောင်းလို့တာပြောနေကြတယ်မြန်မာပြည်မှာကကိုမကြိုက်ရင်မကြိုက်တဲ့အကြောင်းကိုမထောက်ခံရင်မထောက်ခံတဲ့အကြောင်းကိုလုံးဝပြောလို့မရဘူးပြောတာ ਨੇ ဖန်တာပဲဗောနော်ဒါပြောမှဆိုလို့ရှိရင် ်အခုတော့ဟိုပြောမယ်ဆိုလို့ရှင်တွက်လက်နဲ့တွဲခဲ့တဲ့ဒီဟိုအုံတိုင်းကဆိုလို့ရှင်လည်းရမ်းမစိတ်ကောင်းပါတယ်เนาะအဲ့ဒီမှာရှိတဲ့လူတွေကသူတို့ဒါမကြိုက်တဲ့အကြောင်းကိုဒီဝေဘန်ရေးသားလို့ပေါ့ဗျာနေတို့တို့ဘာတို့အဲ့လိုမျိုးဝေဘန်လို့ဆိုပြီးတော့ဖမ်းသွားတာစိတ်လည်းမကောင်းဖြစ်မိပါတယ်ဗျာညကူမောင်နှမတွေရောဒီအပေါ်မှာဘလို့မြင်လဲပေါ့เนาะတချို့ကတော့ပြောနေကြတယ်ဟိုပြောမယ်ဆိုလို့ရှင်အုံတိုင်းအဖမ်းခံရတာတွက်လက်တို့နောက်ပြီးတော့ဘယ်လိုလဲခင်လိုင်တို့ဟိုသူတို့ဆက်နက်တွေဘာတွေဆိုပြီးတော့ကောမတဲမှာတော့ရေးနေကြတယ် ကျွန်တော်ကတော့အသေးချာတော့မသိဘူးဗျာဒါမှဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကာယကံရှင်တွေပဲသိမယ်เนาะအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပြောဟို white call လောက်တယ် white call လောက်လို့ရှိလို့ရှိရင် BC လောက်တာပါ BC လောက်လို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီစစ်တပ်တောက်ခံတဲ့လူတွေကဘာပြောလဲဆိုတော့ဒီဘက်ချမ်းလူတွေမင်းတို့ကောင်တွေအားပြောတော့တာဒီမိုကရေစီတဲ့ကိုယ်နဲ့မတူကိုယ်ရန်သူတို့ဘာတို့ညာတို့ဆိုပြီးတော့ကျွန်တော်တို့ကပြောတယ်သူတို့ကကြတော့ဘယ်လိုလဲဆိုတော့မကြိုက်တာမကြိုက်တဲ့အကြောင်းတော့ပြောလို့မရအောင်သူတို့ကတော့မကြိုက်တာမကြိုက်တဲ့အကြောင်းပြောတာ ਨੇ ဖမ်းမှာပဲပေါ့နော်အဲပြောမှဆိုလို့ရှိရင်ဒီဖမ်းသွားတဲ့အပေါ်သူတို့သူတို့ကသူတို့ရိန်နေမှာဗျာမထောက်ခံအောင်စက်တက်မထောက်ခံအောင်အားမပေးဘူးအဲ့ဒါကိုပြောတော့ဥစားဖမ်းသွားတဲ့အပေါ်မှာရောစက်တက်ထောက်ခံတဲ့လူတွေဘာပြောကျင်သေးလဲနော်ဗာများပြောကျင်လဲပေါ့အဲဒီဘက်ချန်ဒေါ်လာရင်းဘက်လူတွေကပြောမယ်မင်းတို့ကောင်တွေကပြောတော့ဒီမိုကရေစီဘာဖြစ်တယ်ညာဖြစ်တယ်နဲ့နင်တို့ရောနော်မင်းတို့ဘက်ကအဲ့လိုမျိုးမကြိုက်တာမကြိုက်တဲ့အကြောင်းပြောလို့ရလားဖမ်းတာပဲလေနော်ဒါကတော့ ကြည့်ရတာဗျစိတ်တော့မကောင်းဒီဒရိုက်တာကိုမိုက်တီဆိုလို့ရှိရင်အသက်အရန်ကြီးနေပြီပေါ့နော်အပထမတော့ကတစ်ခေါက်ဒရိုက်တာကိုမိုက်တီကဟိုထောင်ကြပါသေးတယ်သူ့ကိုလွတ်ငင်းချမ်းသာခွင့်နဲ့ပြန်လွတ်ပေးလိုက်တယ်ဒါပေမဲ့အခုတစ်ခေါက် တော့ပထမကြားတင်တဲ့ဥစ္စာတွေမှာပေါင်းပြီးတော့ချမယ်လို့ဒီနေ့အသက်လေးလည်းကြီးနေ60ကျော်နေပြီနော်အွန်လိုင်းလို့ပါတော့ဆိုလို့ရှိရင်လည်းတကယ်စိတ်ကောင်းတဲ့လူတွေအဲလူများတွေ line မှာပြောနေကြတာတော့ comment ထဲမှာရေးနေကြတာတော့ဒီပြောမှဆိုရင်ခင်လိုင်းနဲ့ တွက်လက်ပေါ့နော်ဆန်တက်မကင်းဘူးဆိုပြီးတော့ online အဖမ်းခံတာအဲ့လိုတော့ပြောနေကြတယ်ကျွန်တော်တော့အတိအကျမသိပါဘူးညီကိုမောင်နှမတွေရဲ့ထင်မြင်ချက်လေးကိုလည်းပြောပြပေးခဲ့လို့ရပါတယ်ဗျအခုဖန်စည်းကန်ထိသွားတဲ့တောင်းရအတွက်လည်းလုံးဝစိတ်မကောင်းပါဘူးအမြန်ဆုံးလွတ်မြောက်ပါစေလို့ကျွန်တော်ဒီကနေပြီးတော့စုမကောင်းတောင်းပေးပါတယ်ဗျာ